ဝမ်းသာပါရဲ့ပေါ့နော်မင်္ဂလေးချင်းထတ်တူပေါ့နော်ဟိုဒီခန်းစားချက်လေးပေါ့ပြီးတော့အခါကျတော့ဆိုဖီယာအနေထိုင်နေရတဲ့မိဘရဲ့အုတ်ထိန်မှုအောင်မှလည်းနေထိုင်နေပြီးတော့တကယ်အိမ်တော်ရှင်မဖြစ်သွားတဲ့အခါမှလည်းကိုဟင်းဝင်းရဲ့ချစ်ချင်းမြတ်တာလေးခန်းစားရတယ်ပေါ့နော်အဲ့ဒါဝမ်းသာပါရဲ့ရှင်ဟာရှင်ရဲ့လက်ဆက်မရှိပါဘူးနော်ရှင်ရဲ့လုပ်တယ်ဆိုတော့ဒီတော့ပို့ပြီးဟာပျော်ရွှင်တဲ့မိသားစုဘဝကိုနှစ်ယောက်လုံးအကောင်းဆုံးဖန်တီးနိုင်မယ်ဆိုတော့ယုံကြည်ပါတယ်ဒီတော့ပို့ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ ွားတွေရပါစေလို့ဆုတောင်းလိုက်ပါတယ်။အဲဒါပေါ့ကိုခင်းရွယ်ရနဲ့မဆိုးပြေတို့မင်္ဂလာစနီးမောင်နှံပေါ့နော်။ရတပ်ပန်းရုံးမြေကြတက်ဆုံးတိုင်းပျော်ရွှင်ချမ်းမြေ့ပြီးတော့မိသားစုဘဝလေးပိုင်ဆိုင်ပြီးတော့ဟိုအကိုရောမတို့လိုပဲချောချောလေးဖြစ်တဲ့တားလေးသမီးလေးအများဆုံးပိုင်ဆိုင်ပါစေလို့ ေ့ကဒီကိုမင်းလိုရန်နဲ့ကျွန်မလေးဆိုပေးစစင်ရဲ့ပွဲလေးကိုလာပြီးတက်ဖြစ်တာပါကိုကတော့မိသားစုလိုက်အတူလာဖြစ်တာပါဟုတ်ကဲ့ပါဟိုဖိတ်စာလေးနဲ့ပေါ့နော်အကိုလည်းဖုန်းလေးဆက်ပြီးတော့မမေ့မရောက်ပဲဖိတ်ကြားပေးရပေါ့နော်တင်တာပွဲလေးကိုအကြောင်းမလို့မိသားစုတွေနဲ့တက်လာပါရှင်ဟုတ်ကဲ့ဒါတိုင်းမမတင်တာသူဖိတ်စာရောက်တယ်သိနေရသိနေရခါကျသမီးလည်းလက်ဆောင်လာပေးရဆိုပြီးတော့အဲ့ဒီနေ့ပွဲတော့မှသိတော့ညလုံးမရတော့လိုက်လာမယ်တဲ့တင်တာစလိုက်ပဲတက်လာအမ်ဟိုတိတိကျမဟို အန်ဩပါတယ်ပြီးတော့ဟိုဟိုအစတွေကဟိုဘယ်လိုပြောမလဲဟိုဟို surprise ဖြစ်သွားတာပေါ့နော်ဟိုတိတော့တိရတယ်ဒါပေမဲ့ဟိုမသေးကြသေးဘူးပေါ့ဒါပေမဲ့နောက်ကျတော့ဟိုလိုမျိုးတိသွားတယ်ပြီးတော့ပြီးတော့နှစ်ယောက်ကလည်းအရန်ဟိုချစ်စရာကောင်းတယ်ပြီးတော့အစစရရဟိုရှူတော်ပေါင်းဆောင်ကနေပြည်စုံနဲ့အတွဲလေးဆိုတော့အင်းကြည့်ရတာအရန်ဟိုဝမ်းတောက်ပါဟုတ်ပါတယ်ပရိသတ်တွေနဲ့အတူတိခဲ့တော့နည်းနည်းရှင်းမိတာမျိုးလေးတွေရောရှိခဲ့သေးလားဆိုအဲကျွန်တော်နဲ့ညီမလေးဆိုပြနေတာဟိုဇကားနှစ်ကားစုံတယ် တော့ဟိုတိတ်တော့မရိပ်မိဘူးပေါ့နော်ဒါပေမဲ့ Facebook မှာတော့သတင်းတွေတော့တွေ့ရတယ်ဒါပေမဲ့ဒီလိုမျိုးအဲသတင်းထွက်လာတဲ့အချိန်ကျတော့ပြောရတော့ဟုတ်ဝမ်းတာပါရဲ့ပေါ့နော်မင်္ဂလေးချင်းထတူပေါ့နော်ဘယ်လိုဒီခန်းစားချက်လေးပေါ့ပြီးတော့အခါကျတော့ဆိုဖီးယားအနေထိုင်လေးရဲ့အမိပါရဲ့အုတ်ထင်းမှုအောင်မှာလည်းနေထိုင်နေပြီးတော့တကယ်အိမ်တော်ရှင်မဖြစ်သွားတဲ့အခါမှာလည်းကိုဟင်းဝင်းရဲ့ချစ်ချင်းမြတ်တာလေးခန်းစားရတယ်ပေါ့နော်အဲ့ဒါဝမ်းတာပါရဲ့ရှင်ဟာ share လက်ဆက်မရှိပါဘူးနော်ရှင်လုပ်တယ်ဆိုတော့ဒီရောက်ပို့ပြီး ဒါရပျော်ရွှင်တဲ့မိသားစုဘဝကိုနှစ်ယောက်လုံးအကောင်းဆုံးဖန်တီးနိုင်မယ်ဆိုတာယုံကြည်ပါတယ်ဒီတက်ပို့ပြီးတော့ပျော်ရွှင်တဲ့အကောင်းနဲ့ဘဝတွေရပါစေလို့ဆုတောင်းလိုပါတယ်မိ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 လည်းပြောပြပါလားကျေးဇူးပါတယ်ပြောပြပါမိမိကအခုဆိုအရှက်နေတယ်ရှက်နေတယ် Congratulations ပါတယ်တော်တော်အခုအဲ့လိုလိုက်ရှင်နေရတာအဲမိမိကပွဲတော်တော်များများသူသူလိုက်ရှင်နေတယ်လိုက်ရှင်နေတယ်လောက်ရှိပါလေ၄နှစ်၄နှစ်ကျော်ပါ၄နှစ်ကျော် တော်လေးလေနေပေါ့နော်ဒါဘာလေးရတယ်ဆိုဘယ်လောက်ဒီအိမ်မှာဆိုရင်ရောအလုံးလို့ဒီလားဆိုတော့အရန်ဟိုကကြည့်လို့ရတယ်လေးလေးဖြစ်ဖြစ်နေတယ်ပြောပြပါအမီလေးရှိတော့ဒါမိသားစုဘဝကိုကြီးပြေဆုံးတယ်ကြော်ရှင်လေးကကောင်းတယ်ပြီးတော့အဲဘာလို့ပြောရလဲတမီးကဆော့တော့အပြင်းပြေရအောင်ဘယ်နဲ့မှမဖြစ်ဘူးကိုကတ်လဲတမီးလေးကအဲအိမ်ထဲမှာဆိုရင်နှစ်ယောက်လုံးမျှကတ်တယ်ဒါပေမဲ့ပြင်မှာဆိုရင်တော့အဖေကိုနည်းနည်းပူကတ်တယ်ချီချီခိုင်းနေတယ်ချင်းကဲ အဲဒါဗောကိုခင်းရွယ်ရနဲ့မဆိုးပြေတို့မင်္ဂလာစနီးမောင်နှံဗောနော်ညတပ်ပန်းရုံမြေကြတက်ဆုံးတိုင်းပျော်ရွှင်ချမ်းမြေ့ပြီးတော့မိသားစုဘဝလေးပိုင်ဆိုင်ပြီးတော့ဟိုအကိုတို့မတို့လိုပဲချောချောလေးချစ်တဲ့တားလေးသမီးလေးအများဆုံးပိုင်ဆိုင်ပါစေလို့ကိုခင်းရွယ်ရနဲ့ညီမလေးဆိုပေးစင်ဟုတ်အခုဒီလိုမျိုးတာယာဖြောင်ပြိုးတဲ့ဘဝနဲ့ဒီတက်ပို့ပြီးတော့ပျော်ရွှင်စရာကောင်းပြီးတာယာဖြောင်ပြိုးတဲ့ဘဝလေးအမြဲပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်